ိသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုဆိုရင်1 Friday 5 113ပြိုင်ပွဲကြီးကျင်းပပြီးစီးသွားခဲ့ပါပြီပြီးခဲ့တဲ့တောက်ချာနေ့ကပွဲထိုးသွားခဲ့တာဖြစ်ပါတယ်ပြီးတော့ရှေ့လာမဲ့တောက်ချာနေ့ကိုရောက်ရင်1 Friday 5 114ပြိုင်ပွဲကြီးကိုကျင်းပတော့မှာပါ1 Friday 5 114ပြိုင်ပွဲကြီးမှာခေါင်းပွဲစဉ်ကတော့တရားပြဿနာကြောင့်ပွဲပြတ်သွားခဲ့တယ်ပေါ့လေအဲ့တော့ဒီလိုမှာ rotten ရဲ့ ရောက်ဖဆန်ကတည့်ရပွဲကိုဝမ်းကနေခေါင်းပွဲစဉ်နေရာကိုတင်ပေးလိုက်တာတွေ့ရတယ်ခမ။အဲ့တော့ဆန်ကတစ်နဲ့ဆူအဘလက်တို့ထိုးရမယ်ဒီပွဲမှာဘယ်သူနိုင်မလဲဆိုတာကိုကျွန်တော်တို့ရကုန်ကြရပါလိမ့်မယ်။ကျွန်တော်ကတော့အခု1 Friday fight 1သိန်းနဲ့1 4ပြိုင်ပွဲကြီးကိုစိတ်ဝင်စားမိတာကမြန်မာ fighter တွေမပါဝင်တဲ့အချက်ပါပဲ။ဝမ်းဟာမြန်မာ fighter တွေကိုဇက်တိုက်ဆိုသလို နေရာပေးထားပြီး အခုပွဲစဉ်နှစ်ပွဲမှာဇက်တိုက်ဆိုသလိုပဲထောက်ပြလိုက်တယ်ခင်ဗျဒီတော့ဝမ်ဟာရှေ့လာမဲ့1 Friday fight 15နဲ့1 Friday fight 16ကိုရောက်ရင်တော့သိကြပါရယ်နော် fighter နာမည်ကြီးတဲ့တယောက်ကိုတော့အနည်းဆုံးထည့်လိုက်မယ်လို့ကျွန်တော်ထင်တယ်ဗျဘာကြောင့်လဲဆိုတော့ market ကိုပေါ့လေမြန်မာ fighter ရဲ့ပုံရိပ်နဲ့ပြန်ဖမ်းလိုက်မယ်လို့ထင်ပါရယ်အခု1 Friday fight 113ပြီးသွားခဲ့တယ်အဲ့မှာဆိုရင်အရန်စိတ်ဝင်စားစရာကောင်းတဲ့ပွဲရယ်လို့ သိမ့်ပါခဲ့ဘူးအခု1 Friday 5 114မှာကြတော့သူတို့ကစိတ်ဝင်စားစရာကောင်းတဲ့ပွဲနေကြီးပဲပွဲတည်ထားတယ်ခမဆက်ဆံရဲ့ပွဲလည်းပါတယ်ဆန်ဂါတစ်ပွဲဆန်ဂါတစ်ဆိုဆိုတာ black နဲ့ပေးတွေ့ထားတယ်ဆိုတော့ဒါတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲဖြစ်နေတယ်ပေါ့လေအဲအဲ့တော့မြန်မာ fighter တွေပါဝင်တဲ့အချိန်မှာပွဲဈေးကွက်အနေအမြင်ဘယ်လိုဖြစ်သွားသလဲဆိုတာကိုသူတို့သုံးသပ်နေပုံပေါ်ပါတယ်ရှင်းတော့မှာတော့နာမည်ကြီးတွေသိမ့်ပါခဲ့ဘူးပေါ့လေဥဒိယမှာဆိုနာမည်ကြီးတွေကြီးပဲထည့်ထားတယ်အဲ့မှာမြန်မာ fighter ဘာတော်မှာ ဈေးကွက်ကဒီတစ်ပတ်မြင့်တက်လားမလားမမြင့်တက်ဘဲအရင်တစ်ပတ်လိုပဲဖြစ်နေမလားဆိုတော့ကိုဝမ်းကသုံးသက်ပြီးတော့ဒါရှေ့လာမဲ့တစ်ပတ်ပေါ့လေ1 Friday 5 1 5 1 5မှာတော့အခုလက်ရှိမှာတပွဲထုတ်ပြထားပြီးစူရီယန်လက်ခဲပွဲစဉ်ဖြစ်နေတယ်ပြီးတော့1 Friday 5 1 6အဲ့မှာကျွန်တော်တို့မှာ Fighter ပွဲစဉ်တေချာတော့ပါလာလိမ့်မယ်နာမည်ကြီး Fighter တယောက်တော့ပါလာလိမ့်မယ်လို့ကျွန်တော်သတ်မှတ်ထားတယ်ခင်ဗျအခုတန့်စင်ကလည်းပွဲရဖို့နီးနေပြီး coming soon လို့ပြောထားတဲ့အတွက်တန့်စင်ရဲ့ပွဲစဉ်ဖြစ်လာဖို့ကတော့ရာခိုင်နှုန်းများပါတယ် နောက်တစ်ချက်ကတော့ကျွန်တော်ဘရော်နီကာရဲ့ပွဲကိုလည်းပွဲနီးနေပြီလို့သုံးသပ်မိတယ်ဗျ။ဘာကြောင့်လဲဆိုတော့ရှေ့မှာ1 Friday 5 1 3ပြိုင်ပွဲကြီးမှာဒါဘရော်နီကာနဲ့ပွဲထိုးခဲ့မှုတဲ့ရှီလီဖိုင်တာမလေးဗီရာသူ့ကိုပြန်ပြီးတော့1ကပွဲပေးခဲ့တယ်။အဲ့တော့ဘူးတော့မှာဆိုရင်ကျွန်တော်တို့ဘရော်နီကာနဲ့ဂျူနီယာဖက်ဒက်တို့ပွဲထိုးရတဲ့နေရာခေါင်းပွဲထိုးခဲ့တဲ့ဥစ်ဘက်ကစ္စတန်ဖိုင်တာလေးပေါ့လေ ော်ဒီ coffee ရဲ့ပွဲစဉ်ပါဝင်လာတယ်ခင်ဗျဒီတော့ Veronica ကလည်းပွဲပေးမယ်ဆိုရင်ပေးလို့ရတဲ့အကြောင်းရောက်သွားပြီလို့ကျွန်တော်တွက်ဆမိတယ်သိကြပါရဲ့ဇူလိုင်လထဲမှာကျွန်တော်တို့ Veronica ရဲ့ပွဲစဉ်ရောက်လာမလားလို့ရင်ခုန်နေမိတယ်ပေါ့လေဘာကြောင့်လဲဆိုတော့ရှေ့လာမဲ့ August လမှာကျင်းပမယ်159ပွဲစဉ်မှာ Super Gary ရဲ့ပွဲစဉ်ပါဝင်နေတယ်ဒီတော့ဈေးကွက်ကိုနည်းနည်း stress အောင်အမြင့်တအောင် Veronica ကိုလည်းပွဲပေးထားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျဘာကြောင့်လဲဆိုတော့ Super Gary နဲ့ ရောနီကာနဲ့ကိုပေးတွေ့မယ်လို့အတန်တရားထွက်နေတာကိုဝမ်ဟာပြိတ္တစိတ်ဝင်စားမှုအဲ့လိုဆွဲတင်နေမယ်ဟိုဈေးကွက်ပုံကြီးကိုမြင့်တင်နေမယ်လို့ကျွန်တော်ယူဆမိပါတယ်ဒါကြောင့်ကျွန်တော်က one friday fight 15နဲ့11မှာမြန်မာ fighter တွေယင်ခုံနေတဲ့ fighter တွေဒေတဲ့ကတယောက်တော့အ ਨੇ ဆုံးပါဝင်လာလိမ့်မယ်နာမည်ကြီး fighter တွေရဲ့ပေါ့လေအဲ့တော့ဘယ်သူများဖြစ်လိမ့်မလဲလို့ပြိတ္တတွေခံမှန်းမိပါတယ်ခင်ဗျာကြည့်ရှုအားပေးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ